တရားချစ်ခင်သူတော်စင်အပေါင်းလို့ရှင်အခုချိန်ကစပြီးဆရာတော်ဓမ္မဒုတာဒေါက်တာအရှင်စေကိန်းကဟောကြားတော်မူအပ်သောဘဝဖြောင့်ချောင်းတစီတစောင်းအပိုင်း၁၂တရားတော်ကိုနာကြားရတော်မှာဖြစ်ပါလေရှင်ဘဝဖြောင်းချောင်းတစီတစောင်းနဲ့ပတ်သက်ပြီးတော့ပြောပြလာခဲ့တာ အသက်အရွယ်ပိုင်းခြားနဲ့အဓိကထားပြီးတော့ပြောတာလည်းမဟုတ်ဘဲနဲ့ပညာရေးလမ်းကြောင်းအနေနဲ့တဏ္ဍတန်၃တန်၄တန်၅တန်၆တန်စသည်အဖြစ်အဲ့လိုပြောလာတော့အခု၆တန်အရွယ်ရောက်လာပြောလာတော့အခု၆တန်အရွယ်ရောက်လာအမှန်ကတော့ဒီလိုတစ်နှစ်တစ်နှစ်မှတွေ့ခဲ့ကြုံနေတာလေဟာမှတ်မိတာလေအများကြီးပေါ့ဟိုတဏ္ဍတန်၃တန်အရွယ်တုန်းကအိမ်မှာကြုံနေရတာတွေလည်းရှိတာ ဒါပေမဲ့ခုတော့ပညာရင်းနဲ့ရှင်ပြောတော့၆တန်းရရောက်လာဘာမှမရရရှိလေဆိုဒီခဏခဏပြောရပါလေဘုံမုံတို့လူငယ်လူရွယ်ရင်ကျေးလိမ်မာသင်္นานတွေဖွင့်တယ်။အကလေးတွေလိမ်မာသွားကြတယ်။၃၄ရက်လေးနဲ့အမလီဘုံမုံကြောင်းသာသွားဘုံမုံအရှင်စေကိနာကြောင်းသာသွားဓမ္မတုဒ္ဒအရှင်စေကိနာဆရာတော်ကြောင်းသာသွားလိမ်မာသွားကြတယ်ဘလူတွေသင်ပြီးတော့ ဘလူတွေများလှုပ်ပေးလိုက်လို့တော့လို့အဲ့လိုပြောကြခုလူတွေလူကြီးတင်ပေးတာမဟုတ်ဘူးအဲသူတို့တွေနဲ့တွေ့တိုင်းတွေ့တိုင်းဒီ6တန်း9တန်းအရွယ်တွေတွေ့မားတန်း6တန်းအရွယ်တွေတွေ့9တန်း7တန်းအရွယ်တွေတွေ့အဲ့ဒီအဲ့ဒီ6တန်းတော့အကြောင်းကြီးတော့တော်တည်ရ6တန်းဆိုတော့သခိုင်းမျိုးကယနိုင်အလကတစ်ခေါ်တာလဲတန်းကြောင့်ကြောင့်ယနိုင်အလကတစ်ခေါ်တာပေါ့အခြေခံပညာအလဲတန်းကြောင့်မှတ်တယ် ခုပြောတိုင်းနဲ့ပြန်မြင်နေတယ်ဘာသွားတွေ့တုံးဆိုယောက်ျားလေးပဲငါးတန်းပြီးတော့6တန်းငါးတန်းလုံးကတော့တော့တက်တက်ပြက်လာတဲ့လူလိုပဲဟိုကြည့်ဒီကြည့်ဟိုလှုပ်ဒီလှုပ်အဲ့ဒါပဲသူများလှုပ်တာပဲလိုက်လှုပ်နေရတယ်သူများကြည့်တာပဲလိုက်ကြည့်နေရတယ်သူတို့တွေကတော့ဒီเจ้าမှာပဲတန်းတန်းသုံးတန်းလေးတန်းကနေဆက်တက်သွားတာကိုငါးတန်း6တန်းဆိုတော့သူတို့เจ้าနဲ့သူတို့နဲ့ကအချင်းကိုပြေးလို့ဖုံဖုံတို့ကြတော့လေးတန်းကထုံးမှုเจ้าကနေအောင်လာငါးတန်းကြမှာရောက်တော့လူသိမျိုးရောက်တဲ့ဒေါ်သား ။အေးအဲ့ဒါလိုက်ကြည့်နေရတာ ਨੇ တနစ်ကုန်တော့။ဘယ်ရမလို့မြို့သားလေးတွေဆိုတော့တော်သားအိတ်နေတော့လောက်ရှိ။၆တန်းရောက်တော့ပြီးပြီလေတာကိုကြောင်း။ရောက်ချမ်းလေးတွေပဲဘောလုံးကန်ကန်လိုက်တာပေါ့။စိန်ပြေးတန်းပြေးလိုက်တာပေါ့။ဟာအမျိုးသူကစားကစားတာ။ကစားချင်းဆိုတာတတ်တတ်ပြီးကလေးဆိုတာကစားရတာ။ကလေးဆိုတာကစားချင်းရှိတာဘယ်ရိတ်တာတရားစကားနာကစားချင်းရှိမှာကလေးဆိုတာသူ့ကစားချင်းနဲ့သူပေးရတာဟုတ် ုတိရှိသေးတယ်ခုတိရှိသေးတယ်တခါအဲ့ကြောင်းပေးရဖြတ်သွားရင်လန့်လန့်ကြည့်ပြီတမာပဲအဲဘုံမလို့ဒီမောပြီဓမ္မဒုတာဇေရဝံတော်ရစေကိနာရမအကြောင်းပါမှတ်မိပါလေကလေးတွေတရားစခန်းသာစဖွင့်လာအဲ့ဒီသုံးတက်ကြောင်းဓမ္မယုသုံးတက်ကြောင်းကြီးကညံနေနဲ့ဆောက်တုံးရှိတယ်ညံနေနဲ့ဆောက်တုံးရှိတယ်အိုးကလေးတဘာဝါ တက်လိုက်ကြတာဝလုံးလေးညံနေတဲ့ဟာဟာအကုန်လုံးအော်တာဆရာကြီးဆရာမကြီးဟာအကြောင်းတကာတကမကြီးဟာပြုတ်ကြတော့မကလေးတွေဟာဟာဟဲ့မတက်နဲ့ပါညာအော်တယ်ဘုံဘုံကအဲ့လိုအော်လေးမရှိမအော်ကြပါနဲ့ဒုသားသမီးတွေအဲ့လိုမအော်ကြပါနဲ့ဒုကလေးတွေအဲ့လိုမအော်ကြပါနဲ့ဟာအရှင်ဘုရားမအော်ရင်ပြုတ်ကြတော့မှာပေါ့မအော်ရင်ပြုတ်ကြတော့မှာပေါ့ဆိုတာကိုကိုငယ်တုန်းကအကြောင်းပြန်စဉ်းစားမိတာအဲ့ဒါကြောင့်သူတို့ပြောပြတယ်သူတို့ရှိမှလည်းလုပ်ပြတယ် ေးသားတွေလာကြသမီးတွေလာကြအကုန်ခေါ်လိုက်တယ်ရောက်လာတယ်ရောက်လာပြီးတော့ပြောပြတယ်ဟေးဟောဒီဝါဝါညံဝါပေါ်တက်ရတာပျော်လားဆိုသားတွေကပျော်ပါလေသမီးတွေကလည်းပျော်တယ်သမီးတွေကလည်းတက်တာပဲမောင်မီတို့လေးတွေလည်းတက်တာပဲဒီ6တန်း9တန်းအရွယ်လေးတွေပဲအဲ့တော့3 4 5 6အုပ်စုပျော်တာပေါ့တက်တက်တက်ကြဆိုတော့လူတွေကသိမ့်မကြည်နိုင်ဘူးကျောင်းတကာကကမာတွေရောဆရာဆရာမတွေရော ကလေးဆိုတာအမြင့်ရှိအမြင့်တက်ခြင်းအဲ့ဒီအမြင့်တက်ခြင်းနဲ့စိတ်တက်ကိုသဘောကိုကြားတယ်သဘောကိုကြားတယ်ကအမြင့်မတက်ခြင်းနဲ့အောက်မှနေကြောက်နေတာပေါ့ကြောက်တဲ့သူကအမြင့်မတက်မှာမကြောက်တဲ့သူကတော့အမြင့်တက်မှာလောကမှာလည်းအဲ့လိုအမြင့်အနှိမ့်ဆိုတာရှိတာပဲမကြောက်မှအမြင့်ရောက်မှာပေါ့ကြောက်နေဘာမှကိုမရောက်ဟာအဲ့ဒီကြတော့လေသူတို့ကအဲ့ဒါလိုပြောပြန်ရောအာဒုက္ခရောက်ကုန်လို့ခေါ်လိုက်တယ်နာသားလီလားနာသမီးလား အဓိကသားတယ်ခဲ့သားယောက်ျားလေးတွေဘုံဘုံမေးမယ်ဟောဒီမှာတဆင့်၂ဆင့်၃ဆင့်၄ဆင့်ရှိတယ်50ရှိတယ်ဟိုးအမြင့်ဆုံး50ဆင့်ကပြုတ်ကြတာရဲ့တဆင့်ကပြုတ်ကြဒါပါ20ဆင့်ပေါ့50ဆင့်ကပြုတ်ကြတာရဲ့ညံ20ဆင့်ကပြုတ်ကြတာရဲ့ဘယ်ဟာပိုးနာမလဲအာဘုံဘုံ50ဆင့်ကပြုတ်ကြတာနာတာပေါ့ဗျာအေးဘုံဘုံတော့မတက်နဲ့မပြောဘူး ဟိုအမြင်ကြီးကပြုတ်ကြရင်ဖုံးမတက်ခိုင်းလို့ဒါတို့သမီးတို့တအားပြုတ်ကြပြီးနာသွားမှဆိုတာတအားနာသွားမှဆိုတာအဲ့တော့မတက်ဖဲနဲ့မနေပါနဲ့တက်ကြပါ20လောက်ပဲတက်ပါ20လောက်ကပြုတ်ကြရင်သိမနာဘူးမလားဟုတ်တယ်မနာဘူးအဲ့ဒါလေးပြောတာမတက်နဲ့မပြောဘူး20လောက်ပဲတက်တော့ဒါတော့ဂျာနီတွေက20ထိတက်တယ်သမီးမင်းကလေးတွေတဆင့်ကိုလက်နဲ့တွဲပြီးတော့တွဲနေကြတာခုထိပြန်မြင်နေတယ်သူတို့တွေကိုကြည့်ရတာဗီဒီယိုပြတယ်ဘာဖြစ်လို့လဲ ဒီအရွယ်ဟာအမြင့်တက်ချင်လားဒီအရွယ်ဟာပြေးတင်သွားခြင်းဆော့ခြင်းကစားတာကစားတာတော့မျိုးစုကမကစားဘူးပြီးရင်တော့ဒဲမပြေးဘူး၊ကိုယ်ပန့်ဝိုက်ပြီးလူတွေရှုပ်လေးသေးပိုသဘောကျလေးလေးလူတွေကြားတဲ့ဝိဝိုက်ပြင်းလေးလေးဘလို့ပြောစရာကောင်းတော့ကိုလူကြီးဖြစ်မှတာဟဲ့အဲ့လိုမပြင်းနဲ့လို့တားကြတာအံ့စရာကိုငယ်တုန်းကလည်းဒီလိုပြေးခဲ့တာဒီလိုပြေးရတာကအရသာရှိတယ် လူများများရှိလေးလေးကိုထပြီးဆောရတာအရသာရှိလေးလေးခက်တယ်ကလူကြီးတွေကဟဲ့လူများရင်မဆောနဲ့လူများရင်ငြိမ်ငြိမ်နေတယ်အမှန်ကပိုက်ထဲမှာဥလိုက်သေးလိုက်ကိုပဲလူများရင်ဆော့ပြတယ်ချင်းချင်းပြောတော့ခုံရင်တော့မှလူများရင်ပိုခုံပြနေတာကိုဘလောက်ခုံနိုင်လာပြီဆိုတာမျိုးဘုံမလို့အခုယဟန်တန်ကဖြည့်ပြီးတော့အာဓမ္မတုဒ္ဒရှင်စေကိနဆရာတော်ကြီးအာဓမ္မဂတိကဆရာတော်ကြီးဗာဆရာတော်ကြီးနေတာလူတွေက အဲ့လိုမျိုးဒီကြမှာဒါလေးစားပြီးတော့နေရဖုံဖုံ6တန်းတော့ကအဲ့ဒီရနိုင်ကြောင်းပါအဲ့ဒီတမပင်မောစိန်ပြေးတန်းတမပင်မောစိန်ပြေးတန်းကစားတာလိုက်တဲ့လူကလိုက်သူ့ပင်လေးကခတ်ဆောင်ဆောင်နေဘလောက်အရသာရှိတဲ့အောင်းမီနောက်ကပြေးလိုက်အိုးထောင်းဆိုပြေးတက်တာမလို့တခါလူများပြုတ်လျှောကြတယ်ပြုတ်လျှောကြဘူအဖျားတိရောက်တဲ့တမခိုင်းကိုအမလီမလွှဲဘူးလို့ဒီဘက်ခိုင်းကနေအသာလေးတွဲပြီးဟိုဘက်ရောက်ရင်ငယ်တော့တာဆန်လေး ရုပ်ရှင်သာမြန်မာလိုလည်းဒါဇန်ရှိတယ်အင်္ဂလိပ်လိုလည်းဒါဇန်ရှိတယ်ကာတုန်းကလည်းဒါဇန်ရှိတယ်ဘလို့ပြောလို့ကောင်းလိုက်မတော့တွေ့ကြည်စမ်းမအောင်ကဲဟုတ်ကိုဟဘူရောတိတဘောကိုကူရောတိတဘောအမြင့်ကတအားမြင့်မြင့်ကကြာရင်ကျိုးမယ်ပြင့်မယ်ဘောဘင်းအမြင့်ကြီးတော့တက်မှာလို့အတော်ပဲလေတမာပင်လေးကအဲ့ဒီ၅တန်း၆တန်းအရွယ်တုန်းက၆တန်းပါပဲ၆တန်းအရွယ်တုန်းကတမာပင်အဲ့လို၆တန်းကလေးတွေဆော့ဖို့ရတကယ်အရွယ်ကောင်းတယ် ဓမ္မပင်ဆိုတော့တိတ်ကြီးဖို့ထွားဖို့တိတ်မရှိအခုလည်းရှိသေးတယ်စိတ်ကပြန်ဖြစ်တယ်အဲ့လိုအဲ့လိုပြေးပြီးကစားခြင်းအော်ဘာတော့တွေ့ရတော့ဆိုတော့သူ့အယူနဲ့သူဆိုတာနားလည်စီခြင်းငွေတော့ကဝင်ရမောက်တဲ့အတွေ့ဝင်ရမောက်ပါပဲပက်လက်လမ်းနဲ့အရွယ်ပက်လက်လမ်းပါပဲမောက်တဲ့အရွယ်မောက်ပါပဲလေးဘက်ထောက်တဲ့အရွယ်လေးဘက်ထောက်ပါပဲတော်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 လမ်းစလျှောက်တဲ့အရွယ်တော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 ်လမ်းစလျှောက်ပါပဲ ပြီးလွှတ်ဆုပ်ကစားတဲ့အရွယ်ဟာပြီးလွှတ်ဆုပ်ကစားမှာပဲအမြင့်ကိုတက်ချင်တဲ့အရွယ်ဟာအမြင့်ကိုတက်မှာအရွယ်အပိုင်းချနဲ့လိုက်ပြီးတော့သူ့ဝါသနာသူ့စရိုက်သူ့အချင်းအိုးသူ့လှုပ်ချင်တာတွေကအလှလှစိတ်ထဲမှာပေါ်လာကြများသောအားဖြင့်ယောက်ျားလေးယောက်ျားလေးပုံစံမျိုးရှိမှာမိန်းကလေးမိန်းကလေးပုံစံမျိုးရှိမှာယောက်ျားလေးဒီအရွယ်ဒီအရွယ်ပုံစံမျိုးရှိမှာပဲမိန်းကလေးဒီအရွယ်ဒီအရွယ်ပုံစံမျိုးရှိမှာဒီအရွယ်မှာဟိုအရွယ်ပုံစံမျိုးတော့မလာနိုင်ဟိုအရွယ်မှာလည်းဒီအရွယ်ပုံစံမျိုးမလာနိုင် အိုးအဲ့ဒီမှာလေအာဥစိတ်ကိနအကြောင်းကြရင်ကလေးတွေကလိမ်မာနေပန်းဘုံဘုံလို့ဒီမှာကြည့်ဒီကလေးတွေအများကြီးရှိတာကြောင်းရင်ကြီးလိမ်မာတရားပွဲဆိုကလေးတွေအများကြီးတထောင်ကျော်ရှိဘာလို့လန်ကြတာလဲဘလို့ထားတာလဲဆိုနဘက်တိပြောရင်တော့ပေးကစားကစားတဲ့အရွယ်ဆိုပေးကစားဟိုတက်ကတော့အရွယ်တွေကြတော့အဲ့လိုကစားတဲ့အရွယ်မဟုတ်တော့ ခြေတန်းအရွယ်ကြတော့အဲ့လိုကစားတာမဟုတ်ကူတန်းအရွယ်ကြတော့အဲ့လိုကစားတာမဟုတ်ဒီမှာဘာလို့ကလေးတွေကစိတ်ချမ်းသာပြီးလိန်မာကြတာလဲသမီးတို့အဖေတို့ပြောတာအဆင်မပြေပါဘူးအမေတို့အဖေတို့ဆုံးမတာလဲသားတို့သမီးတို့ကသိမ့်နားမလဲဘူးနားထောင်ဖို့ခင်းရင်ပါလေအမေတို့အဖေတို့ဘာဖြစ်စီခြင်းလဲဖုံဖုံအစ်စ်ကိနာကပြောလိုက်ဖုံဖုံအစ်စ်ကိနာကသားတို့သမီးတို့ဆုံးမလိုက်ဘူးဖုံဖုံဆုံးမရင်တခွန်းဆိုတခွန်းမင်းတို့ပြန်ပြောရလောက်အောင်ဒီဘာလို့ကြည်နေကြတာလဲ ဘာလို့ဖုံမုံကိုမှလေးစားကြတာလဲဆိုနာကလေးကပေးကစားတယ်ကစားတဲ့အရွယ်ပေးကစားတယ်မတားအောင်မတားဒီမှာဘာမလုံးနဲ့လို့မတားပေးကစားပါလေပေးကစားတယ်လို့ဘာစားကျင်တယ်လဲပေးစားတယ်ပေးစားတယ်သူဝတ်သားစားကျင်လားဝတ်သားချက်ကျွေးလဲစက်သားစားကျင်လားစက်သားချက်ကျွေးလဲစက်သားတော့အာလူးလေးနဲ့ရောပေးပါဆိုအာလူးလေးနဲ့ရောပေးကစားတဲ့အရွယ်ကိုပေးကစားတယ်အားရပါရပေးကစားတယ် စားတဲ့အရွယ်ကိုသူတို့စားချင်တာလေးကိုသင်ချာစီမံပြီးတော့အားရပါရပေးစားအေးလိမ်မာတဲ့သားသမီးတွေလိမ်မာခြင်းလာရင်လည်းအားရပါရပေးပြီးလိမ်မာပါလေရင်ကြီးခြင်းတဲ့သားသမီးတွေကိုလည်းရင်ကြီးအောင်အားရပါရပေးပြီးတော့ရင်ကြီးပါလေအရှင်ပြတ်ပေးစားတာတော့သိပါတယ်ပေးကစားတာတော့သိပါတယ်ပေးရင်ကြီးတာဘယ်လိုလဲပေးရင်ကြီးတာဘယ်လိုလဲဆိုတော့ ဘုရားရှင်ကိုရောင်မြတ်ကြီးအလောင်းတော်ဘဝတွေဘုရားရှင်ကိုရောင်မြတ်ကြီးအလောင်းတော်ဘဝတွေများစွာကြုံနေရတာရှိခဲ့တာပဲပါရမီဖြည့်စင်တာငငယ်ရွယ်ကလေးအရွယ်နဲ့ဘဝတွေအများကြီးပါအဓိကအားဖြင့်ကတော့မဟုတ်တထာတတုသားတတိသားမဟုတ်တထာတတုသားဆိုကလေးပညာရှိဟိပညာရှိဟိပညာရှိဟိလို့တလောကလုံးကအံဩလောက်အောင်ထိပညာရှိလို့သတ်မှတ်တာခံလာတယ်တလောကလုံးကလည်းပညာရှိလို့သတ်မှတ်ယုံနေမကဘူးဘာအခက်အခဲရှိရှိဘာပြဿနာရှိရှိ ။ဘာမပြည့်လဲတာရှိရှိဒီပညာရှိလေးစီလာပြီးမေးကြတယ်။အားကိုးကြ။တိရှာညံနဲ့စဉ်းစားကြည့်နော်။မဟုတ်တာတို့သားဖခင်အလုံးဆိုတာပဲထား။ဘယ်သူမှတော့မသိကြသေးပါဘူး။ဒီခုနှစ်နှစ်သားအရွယ်လေးနဲ့ပညာရှိတက်လိုက်တာတော်လိုက်တာဆိုတဲ့ကလေးကိုပြီးကပတ်ဝန်းကျင်ကလည်းဟဲပညာရှိဆိုပြီးတော့အားကိုးလိုက်ကြတာ။တလေးတစားရှိလိုက်ကြတယ်။ဒါဖခင်လောင်းဖခင်လောင်းရဲ့ပြိတ္တဒီလိုရှိခဲ့ကြတယ်။ တကယ်လို့များအဲ့ဒီခုနှစ်နှစ်သားလေးမဟုတ်တထာလေးလူမျိုးအခုခေတ်သားလေးတယောက်ပေါ်ကြည့်အမေအဖေကအမေဖြစ်တဲ့ကိုသားကပူပြီးတော့လိန်မာတယ်ယဉ်ကျေးတယ်ပြောဆိုဆုံးမတယ်အသိဉာဏ်ရှိတယ်အမေဖေတို့အောင်ဆရာလုပ်တယ်ဆိုရင်ဒီအမေဖေဒီလက်ခံနိုင်မလားဒီဆွေမျိုးသားချင်းတွေလက်ခံနိုင်မလားဒီပတ်ဝန်းကျင်ကလက်ခံနိုင်မလားကလေးကလေးလူနေစမ်းမလားနင်းကကလေးကြီးကြီးကျယ်ကျယ်ပြောလို့အမလီအရွယ်ကကလေးအရွယ်ကလက်တောက်လောက်ရှိသေး သူတို့ရန်ရန်ဆိုင်ဆိုင်သုံးနေတာတွေအကုန်လျှောက်သုံးပြီးတော့ကလေးကိုဘယ်လိုပြောမလဲပြီးမလိမ့်မပြီးမရင်ကြီးရှိရဖရာအလောင်းနဲ့ဖရာအလောင်းပြိသက်သူတော်ကောင်းနေဟာဘာလို့ဖရာဖြစ်တဲ့ဒီပါရမီဖြည့်ဝိုင်းဖြည့်ကြတာလဲလို့မေးရင်စားတဲ့ကလေးကိုပေးစားတဲ့အာရပါရဲ့ကစားတဲ့ကလေးကိုအာရပါရပေးကစား စားတဲ့ကလေးစားကျင်တဲ့ကလေးကိုစားစီရတွေကိုစီမံပြီးတော့အာရပါရပေးစားကစားကျင်တဲ့ကလေးကိုကစားစီရတွေစီမံပြီးအာရပါရပေးစားကြည်လေမဟောတရာအကြောင်းပြောလိုက်ရင်မဟောတရာကစားကွင်းကိုသွားပြီးတော့ပြက်တနာရှိတဲ့သူကြီးတွေကခေါ်သွားရွာသူကြီးတွေကခေါ်သွားပြီးပြက်တနာရှင်းကြတယ်မဟောတရာလေးဘာလုပ်နေတော့ဆိုတော့ပကြီးကားဆွဲတဲ့သူတွေဆိုရင်ဘိန်းလဲတဲ့ခွေလေးနဲ့ဘိန်းလဲတဲ့အတံလေးဒါလေးကင်ဘေးကငွေချင်းတွေကဒါလေးတွေကင်လို့ ဒီကစားတဲ့အရွယ်လေးကစားတဲ့ပုံရိပ်လေးပဲမဟုတ်တာကိုဘေးသူတော်ကောင်းတွေက ပါရမီဖြည့်တဲ့ပုဂ္ဂိုလ်တွေကမင်္ဂလာဘုရားလောင်းကိုပါရမီဖြည့်တယ်တဲ့သူတော်ကောင်းတွေပါအဲ့ဒီမှာစားခြင်းသမျှပေးစားတယ်ကစားခြင်းသမျှပေးကစားတယ်လိမ္မာခြင်းသမျှပေးလိမ္မာတယ်ယဉ်ကျေးခြင်းသမျှပေးပြီးတော့ယဉ်ကျေးတယ်ပညာအစွမ်းရှိပညာပြခြင်းသမျှပေးပြီးတော့ပညာပြစီတယ်ဘလောက်ကြည်နူးစရာကောင်းတော့ဘလောက်ကြည်ညိုစရာကောင်းတော့အဲ့လိုအတိုင်းဝိုင်းတယ် ုသားသမီးကလေးကိုရောကိုမိဘတွေကကိုတပည့်တွေကိုကိုဆရာတွေကကိုသားသမီးလေးကအမလီလူရဝင်အောင်လူရဝင်အောင်။ညာရှိသလောက်လေးစွန့်နိုင်တယ်လုံနိုင်တယ်ကိုင်နိုင်တယ်ဆိုရင်နှင်းကလေးကလေးလိုနေစမ်းဆိုတဲ့စကားအပြင်သူတို့မသုံးတတ်တော့။ကိုနေရကိုနေဆိုတာအပြင်မသုံးတတ်တော့။အဲ့ဒီမှာနေဘလို့မှသားသမီးတွေရဲ့အညွတ်မတက်လာနိုင်။အညွတ်မတက်လာနိုင်။အေးအပြစ်ပြောတယ်လို့ဖြစ်အောင်မေ။ ကိုကเจ้าဆရာဆိုပါဆိုကိုကျန်เจ้าဆရာမဆိုပါဆိုကိုအတန်းထဲမှာကိုသိတဲ့တပြည့်ရှိတယ်မသိတဲ့တပြည့်ရှိတယ်မိဘနဲ့သိတာပါကိုသိတဲ့မိဘတွေရဲ့တပြည့်ရှိတယ်ကိုမသိတဲ့မိဘတွေရဲ့တပြည့်တွေရှိတယ်သာသမီတွေငွေကြီးပြည့်စုံတဲ့သူတွေကြည်သိတာတာပဲအဲ့လိုတပြည့်ရှိတယ်ငွေကြီးမပြည့်စုံတဲ့သာသမီတွေအတိုင်းဝိုင်းကတပြည့်ရှိတယ်ဘေဟာကူများကိုကဂယုစိုက်မှာလေ ဟဲ့ပညာဉာဏ်ရှိဖို့အရေးကြီးတယ်ပညာဉာဏ်ကောင်းဖို့လိမ္မာယင်ကြီးယင်ကြီးတဲ့သူယင်ကြီးတဲ့ယင်ကြီးအောင် လုပ်ပေးရုံပဲလိမ္မာတဲ့သူလိမ္မာတဲ့လိမ္မာအောင်လုပ်ပေးရုံပဲပညာရှိတဲ့သူချီးမြှောက်ပေးပညာရှိတဲ့ရှိအောင်လုပ်ပေးရုံပဲအဲ့ဒါလေးတွေကိုသာတတိထားကြည့်အိုးဖျားလောင်းလို့ပုံကုမျိုးတွေအများကြီးပေါ်မှာပါဖျားလောင်းအစ်စ်ကြီးတွေမဟုတ်လားသိရင်တော့မှဖျားလောင်းလို့ပုံကုမျိုးတွေအများကြီးပေါ်ဒီမိဘတွေဒီဆရာသမားတွေကဒါအရေးကြီးတာပြောချင်တာကတော့ ဒီအရွယ်နဲ့ဒီပဲကစားတဲ့အရွယ်ပေးကစားလိုက်စမ်းပါစားတဲ့အရွယ်ပေးစားလိုက်စမ်းပါလိမ်မာတဲ့အရွယ်ပေးလိမ်မာလိုက်ရင်ကျေးတဲ့အရွယ်ပေးရင်ကျေးလိုက်အရှင်ဘုရားအရှင်ဘုရားဘယ်လိုလုပ်ပေးလိမ်မာတယ်လဲဖျက်ဘယ်လိုလုပ်ပေးရင်ကျေးတယ်လဲဖျက်ဖုံမတရားစခန်းရောက်ရင်ကလေးတရားစခန်းရောက်လာကြည့်စမ်းပါအမိုက်တွေကိုအမိုက်တွေကို သူတို့နေရာတကာမပြစ်ဘူးခဲတပေါက်တော့ခဲတပြည့်တော့မဝေးဘူးနော်ခဲတပေါက်တော့ခဲတပေါက်တော့တနေရာမှာအမိုက်ပုံလေးတွေထားပြီးတဲ့ခဲတပေါက်တော့တနေရာမှာ အမိုက်ပုံးလေးတွေထားပြီးသူတို့တွေအမိုက်ပြစ်တာအဲ့ဒီတည်းပဲပြစ်မတိသေးတဲ့လူနားမလဲသေးတဲ့လူကအမိုက်ချသွားရင်ကိုအဲ့ဒီအမိုက်ကောက်ရတာဘလို့ဂုံရှိတဲ့အကြောင်းပြောပြထားတော့အမိုက်တွေ့ရင်မကောက်ဖဲကိုမနေနိုင်အမိုက်တွေ့ရင်မကောက်ဖဲကိုမနေနိုင်အဲ့ဒါလိန်မာတာတွေပေါ့အဲ့ဒါယဉ်ကျေးတာတွေပေါ့ကိုရော ငွေတုံးကတော့ကစားကျင်တော့ကစားဆရာသမားတွေကခွင့်ပြုခဲ့တယ်တမာပင်မော်ထီပြည်သွားဆော့ကစားခွင့်ရဒါပေမဲ့စာရော အာရပါရတမာပင်ထိတ်ကျက်တယ်လို့မျိုးကိုကျက်ခွင့်မရနိုင်ဘူးလားဘုံဘုံတို့နေတိုင်းနေတိုင်းဆရာတင်နှမစာအတန်းနဲ့တင်ကျက်ကျက်လို့ရသွားတယ်အိမ်စာဆိုတာဘုံဘုံတို့အတွက်မရှိဘူးအိမ်စာပေးအောင်တော့လမ်းကထုံးမို့ချောင်းနာက အုတ်ခုံမှာထိုင်တွက်ပြီးပြီးတင်ချတယ်တင်ချတော့အိမ်စာပေးတာများတာအဲ့ဒီဖြစ်တယ် တမပင်ထိတ်တော့ကိုတက်ပြီးဆော့နိုင်မှာတော့အတန်းမှာတက်ရအောင်လုပ်တာတတန်းတတန်းသုံးတန်းလေးတန်းငါးတန်းခြောက်တန်းခုနှစ်တန်းရှိတယ်တက်ရတယ်ပထမရတယ်လောကလူကြတော့တငယ်ချင်းချင်းသူပထမရလိုက်ကိုဒုတိယရလိုက်ကိုပထမရလိုက်သူဒုတိယရလိုက်အဲ့လိုလေတမပင်မော်တက်ဆော့ခွင့်ရတာဟာကလေးဘဝကတမပင်မော်တက်ဆော့ခွင့်ရတာဟာဘဝအတွက်ဘလောက်ကောင်းတာလဲဘလောက်အတွက်အင်အားတွေဖြစ်တာလဲဘဝမှာ ကိုကိုကိုပြန်ပြီးတော့ပြန်အာယုံပြုတ်ကြည့်ပါလေပြန်အာယုံအာယုံပြုတ်စရာကိုမလိုပါဘူးဒါပြောရင်ပြန်ပေါ်လာတာလေ။အော်ငါဆော့တာအာရပါရကစားခွင့်ရတယ်။အာရပါရအမြင့်တက်ပြီးကစားခွင့်ရသလိုငါဘဝမှာလည်းအာရပါရပညာလေးတက်အောင်လုပ်ခွင့်ရှိတာပဲ။လုပ်လို့ရတာပဲ။အဲ့ဒါကြောင့်မို့ဒီအခြေအနေဖြစ်တယ်။ဒါတော့ဒီအခြေအနေဒီပညာကိုအားမရသေးပါဘူး။လောကမှာသင်စရာတွေအများကြီးပဲ။မဖြစ်လို့တခဏဆရာနေရာရောက်နေလို့လား။ တပည့်နေရာမှာလည်းပဲအမြဲတမ်းနေခြင်းနဲ့ဒါတပည့်လိုမျိုးသင်ခြင်းလေးတာပဲ။ဩအဲ့ဒါကြောင့်မို့မိဘဆရာသမားတွေဟာအာရပါရကလေးတွေကိုပီးကစားရင်အာရပါရကလေးတွေကိုပီးစားရင်အာရပါရကလေးတွေကလည်းပီးလိမ်မာလာပါလေ။ယဉ်ကျေးလာပါလေ။အဲ့ဒါကိုနားလည်စီခြင်း။ဩဘုံမုံဘဝဘဝဖြောင်ဖြောင်တစည်းတစောင်းမှာအာရပါရလွတ်လွတ်လပ်လပ်ကစားခွင့်ရှိတဲ့အတွက်ကြောင့် အာရပါရလွတ်လွတ်လပ်လပ်စားခွင့်ရှိတဲ့အတွက်ကြောင့်ပြည်ထောင်ရေးမှလည်းအာရပါရကျူးစားလာ။မိမာရေးမှရောယဉ်ကျေးမှုမှရောမိမာယဉ်ကျေးတယ်ရောအာရပါရကျူးစားလာတယ်။ဒါကြောင့်ဖုံဖုံအနာအနီးမှရှိတဲ့သားတွေသမီးတွေတရားစကားဝင်တဲ့သူတွေကိုတော့အာရပါရပေးစားတယ်အာရပါရပေးကစားတယ်အာရပါရပေးလိမ်ပါတယ်အာရပါရပေးပြီးတော့ယဉ်ကျေးပါတယ်အာရပါရပေးပြီးတော့ပညာတွေတိုးတက်စေပါတယ်။အဲ့ဒီလိုမျိုးများအိမ်တိုင်းအိမ်တိုင်းကနားလည်သဘောပေါက်မှုတယ်။ သာသမီနဲ့မိပါကြမှာဗာပြက်ပနာအခက်ခဲမှာမရှိနိုင်ဘူးသာသမီလည်းတိုးတက်မှာပဲသာသမီတိုးတက်ရင်မိပါလည်းစိတ်ချမ်းသာတယ်မိသားစုလည်းတိုးတက်တယ်ဒါလေးကိုသဘောပေါက်ပြီးတော့ဘဝဖြောင်ချောင်တစီတစောင်းမှာအတိတရားတွေတိုးပြီးမိမိတို့ဘဝလေးမှာမိဘနဲ့သာသမီကောက်နေတာရှိကိုကိုယ်တိုင်ကကစားတာတော့အာရပါရကစားပြီးတော့စာကြတော့အာရပါရမကြိုးစားဘူးကိုကိုယ်တိုင်ကစားတာကြတော့အာရပါရစားပြီးတော့ပညာရေးကြတော့အာရပါရမရှိဘူးဆိုရင် ဒါတို့သမီးတို့ကလေးလူငယ်လူရွယ်တွေကလည်းကိုယ့်ဘဝကိုဖြောင့်အောင်ဒီလိုချာချာပြုပြင်ပြီးတော့ကြိုးစားနိုင်ရသဖြင့်ဘဝကောက်ကွေ့ဒုက္ခတွေ့တာမျိုးမဖြစ်ဘဲနဲ့ဘဝဖြောင့်တဲ့ဖြောင့်ပြီးကြီးမန်းတဲ့ပန်းနိုင်ကြီးရောက်နိဗ္ဗာန်ကိုစံဝင်နိုင်တဲ့သူတော်ကောင်းတွေဖြစ်ကြပါစေကုန်သတည်း